ားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေချိုးဆိုပါတယ် Champion ပြည်သက်တည်အောင်လည်းမင်္ဂလာပါ Carabao Cup လို့ခေါ်တဲ့ EFA Cup ပြိုင်ပွဲရဲ့စရုပ်ထအဆင့်ပွဲစဉ်တွေကိုမနေ့ညကထပ်ပြီးတော့ကစားခဲ့တဲ့ အသင်းကြီးတွေအများစုပေါ့လေပထမနေ့ကတော့ Fulham တို့ Cardiff City တို့ Brentford တို့အသီးသီး Quarter Final တက်ရောက်ခဲ့ပြီးမှကျွန်တော်တို့ဒါမနေ့ညကကန်တဲ့အသင်းကြီးပွဲတွေမှာ Liverpool ကလုံးဝကို surprise နေတဲ့ ဒါရလက်စီစတိုက်ဆိုးနေရင် Crystal Palace ကိုအခဲကိုအရန်နေအများကြီးတဲ့ကနေအိမ်ကွေးမှာ၃ဂိုးပြတ်နေသူတို့ရှုံးပြီးတော့ပြိုင်ပွဲကထတ်တယ်ဒီပွဲက Arsenal အတွက်နောက်ဆုံး9ပွဲမှာ6ပွဲမြောက်ရှုံးပွဲရခဲ့ပြီးတော့သူ့အတွက်တော့တကယ်ကိုနောက်ထပ်စိတ်ပျက်စရာ Anfield မှာ back to back ရှုံးပွဲတွေ့ခဲ့တယ် အာစနယ်အသင်းကသူ့ရဲ့အိမ်ပွဲမှာ Brighton ကို2-0ပြန်နေနိုင်တယ်ဒီပွဲလဲအာစနယ်အသင်းအတွက်ဒါဘယ်လိုပြောမလဲ Ethan Wanderi နဲ့ Bakayo Saka ချေစွမ်းပြ goal သွင်းနိုင်ခဲ့ပြီးတော့သူတို့ Brighton ကိုပထမပိုင်းရုန်းကန်ရပြီမဲ့ဒုတိယပိုင်းအကောင်းဆုံးကစားပြီးနောက်ဆင့်ကိုတက်ရောက်ခဲ့တယ်တစ်ဖက်မှာတော့လက်ရှိ Champion Newcastle United ကအိမ်ကွင်းမှာဒါဘယ်လိုပြောမလဲ Tottenham Hotspur ကိုအနိုင်ရတယ်ဒီပွဲမှာ Newcastle United ရဲ့တိုက်စစ်မှု Nick ဝါတာမတ်ခေါင်းတိုက်ထပ်သွင်းပြီးတော့သူကအခုယူကာဆယ်ကိုရောက်ပြီးခေတ်ကဇက်တိုက်ခြေဆွမ်းပြတယ်လို့ယူကာဆယ်ကချန်ပီယံစုကိုခွာခဲ့ဖို့ကွာတာဖိုင်နယ်ကိုထပ်ပြီးတက်ရောက်ခဲ့တယ်။ချက်စီကတော့ဝေးကွဲမှာဝူဖ်ကိုလွယ်လွယ်ကူကူဂိုးပြတ်သွင်းခဲ့ပြီးမှမထင်မှတ်တဲ့အခြေအနေကနေဂိုးတွေပြန်ပေးရတယ်။ဂျင်မီကက်တင်စ်ခြေဆွမ်းပြတယ်။ကက်တင်စ်ကခြေဆွမ်းပြတကူးသွင်းနှစ်ကူးဖန်တီးပြီးချက်စီက4-3နဲ့နိုင်ခဲ့တယ်။ထုံးစံတိုက်ချက်စီဟာ တယောက်ထုတ်ခံရဆဲဖြစ်ပြီးတော့လင်းဒီလက်ကဒါလူစားဝင်ပြီးမှနှစ်ဝါတနီနဲ့ထုတ်ခံရတယ်။ချက်စီလက်နောက်စစ်တက်တဲ့မန်ချက်စတာစီးတီးကအနိုင်ရဖို့ဆွမ်ဒီကိုမိနစ်80ကျော်80နီးပါးထိကန်ရပြီးတော့မှအိုမာမာမူရှိကွာလတီကိုနဲ့ Ryan Chucky ရဲ့နောက်ချကိုနဲ့ City ကဆွမ်စီကိုနိုင်ပြီးသူတို့လည်းနောက်စင်တက်တယ်။တဖက်မှာတော့တခြားထိတ်တန့်အသင်းကြီးတော်တော်များများတွေမှာဒါကျွန်တော်တို့အသင်းကြီးတွေအများစုနောက်ဆင့်တက်သွားတဲ့အချိန်မှာဆိုတော့ပထမနေ့က ဘရန်ဖို့တက်တယ်ဖူလန်တက်တယ်ဒါကာတီစီးတီးတက်ပြီးတော့နောက်အာဆနယ်တက်တယ်ပဲလစ်တက်တယ်မက်စီးတီးတက်တယ်ချယ်ဆီတက်ပြီးယူကာဆယ်တက်တယ်ဆိုတော့ကွာတာဖိုင်နယ်မှာပရီးမီယာလိဂါအသင်း9သင်းပါပြီးတော့လီဝမ်ကတသင်းစုစုပေါင်း8သင်းပါတယ်ဆိုတော့လီဝမ်ကကာတီစီးတီးဖြစ်တယ်ဆိုတော့ကွာတာဖိုင်နယ်ပွဲစဉ်တွေကိုကျွန်တော်မဲနိုင်ရေးဆွဲတဲ့အချိန်မှာဒါလက်ရှိချန်ပီယံနျူကာဆယ်ယူနိုက်တက်ကပြီးခဲ့တဲ့တစ်ပတ်ကသူတို့ပရီးမီယာလိမှာနောက်ကျကိုနေနိုင်တဲ့ ဖူလန်ကိုသူတို့ထပ်ပြီးတော့အင်ကွေးမှာရင်ဆိုင်ရမှာဖြစ်တယ်ဆိုတော့စိတ်ဂျေဆစ်ဘက်မှာယူကာဆယ်ကဖူလန်ကိုအင်ကွေးကမ်းမှာဖြစ်တယ်ဆိုတော့ယူကာဆယ်ရဲ့အင်ကွေးဖောင်ရဲ့ကာရာဘောင်းကဲရဲ့ပေါ်ဖော်မန့်ကြောင့်သူတို့ဆီမီဖိုင်နယ်ကိုတက်ဖို့တော်တော်လေးအခြေအနေကောင်းတယ်။နောက်တစ်ဖက်ကတော့မန်ချက်စတာစီးတီးကဘရန့်ဖို့နဲ့ကန်ရမယ်။မန်စီးတီးကဘရန့်ဖို့ကိုပြီးခဲ့တဲ့တလောကမှာအဝေးခွင့်သွားကန်ထားတယ်။ဒီဒီချိန်ကဒါစီးတီးရဲ့အတီဟူကန်ကွင်းဖြစ်ပြီးတော့ဘရန့်ဖို့ကိုသူတို့အင်ကွေးဖြစ်တဲ့အတွက်ကြောင့် key and true တင်ကိုသူတို့အနိုင်ရဖို့မခက်ခဲသလို city လဲ semi final တက်ဖို့ခြေတလန်းလှမ်းနိုင်ဖို့ရှိတဲ့အဓိကကအင်ကွင်းဆိုတဲ့အားပါချက်ကြောင့် Chelsea ကတော့ away ကွင်းမှာ Cardiff City သူတို့လဲနောက်ထပ်ပွဲချောင်ပေါ့လေပြီးခဲ့တဲ့ဆင်မှာအသင်းအချို့အကျိတ်နဲ့ကစားရတဲ့ချိန် Chelsea ကခြေစွမ်းကျနေတဲ့ Wolves နဲ့ကန်နေအခုလဲ draw မှာ Arsenal ဆို League 2 club ဖြစ်တဲ့ Cardiff City ကိုအဝေးကွင်းသွားခဲ့ရမယ်ဆိုတော့ ဝေးဆိုသွားပြီးတော့ကာတင်နဲ့အဝေးခွင်ခံရပေမဲ့ချက်စီရဲ့လူဝင်အားနဲ့အခြေအနေကြောင့်သူတို့လည်းဆီမီဖိုင်နယ်တက်ဖို့အခြေအနေကောင်းတယ်။အာစနယ်အသင်းကတော့လီဗာပူးကိုဂိုးပြတ်အနိုင်ယူလာခဲ့တဲ့ပဲလစ်ကိုအိမ်ကွင်းမှာအဲ့ခံရမယ်။အဲ့ခရစ်စတယ်ပဲလစ်နဲ့အာစနယ်နဲ့ပရီးမီယာလိမှာတွေ့ထားတယ်။အာစနယ်ကတကူးကုန်ရှိနေတဲ့အကျိတ်နဲ့ကစားခဲ့ရတယ်။ဆိုတော့အာစနယ်ကအန်ဖီ မှနိုင်ခဲ့တဲ့လီဗာပူးကိုသူတို့အမရိတ်မှာထပ်တွေ့မယ်ဆိုတော့ဒါပဲလစ်ကဒီယာဒီမှာလီဗာပူးကိုသူတို့ကာရာဘောင်းကပ်မှာလည်းနိုင်တယ်ပရီးမီးယားလိမှာလည်းနိုင်တယ်ဒါဒီ community မှာနိုင်ထားပြီးတော့ Arsenal နဲ့သူတို့ထပ်တွေ့မယ်ဆိုတော့ Arsenal အတွက်တော့ဒါတခြားအသင်းတွေနဲ့ရှင်တော့အနေငယ်ပွဲကျက်လို့ပြောလို့ရတယ်ဒါပေမဲ့အိမ်ကွေးဖြစ်တဲ့ဒါ အမရိမကမ်းပါဆိုတဲ့အာတာချက်ချက်ကတော့သူတို့အတွက်စီမီတက်ဖို့အခြေအနေကောင်းနိုင်မဲ့ chance မျိုးရှိတယ်ဆိုတော့ဖြစ်နိုင်ချေကဒီဇင်ဘာ15ရက်နေ့ဒါအိုက်ပွဲတွေကစားတဲ့အချိန်မှာကျွန်တော်စီမီဖိုင်နယ်တက်ဖို့ပြတာကတော့ Arsenal ရဲ့ Chelsea ရဲ့ Man City ရဲ့ Newcastle ရဲ့မနစ်ကလိုပဲအသီးကြီးလေးတင်ပေါ့လေမနစ်က Liverpool ရဲ့ Newcastle Arsenal ရဲ့ Spurs ရဲ့တက်တော့ဒီတစ်ခေါက်လေး Carabao Cup ကအသီးကြီးတွေတက်ဖို့ရှိပြီးတော့ဒါကတော့ quarter final draw တွေဖြစ်တဲ့ပွဲစဉ်တွေကိုလာမဲ့ December 15ရက်နေ့အပတ်မှာကံပါဖြစ်ပြီးတော့ထုံးစံအတိုင်း VAR မရှိဘူးမိနစ်60အပြည့်မှာပယ်နတီတစ်ခါတည်းကံမှာဖြစ်ပြီးဘယ်သင်းတွေ CB5 တွေတက်မလဲ upset တွေရှိမလားရေဘန်းစားတွေ၄သင်းပဲတက်သွားမလားဆက်ပြီးစောင့်ကြည့်ရမှာပါအားလုံးကျေးဇူးတင်ပါတယ်